အားလုံးမင်္ဂလာပါ Your Helen by Ella Channel မှာကြိုဆိုလိုက်ပါရင်အဲ့တော့အခုဒီမှာ Hotel Lord ပြီးခဲ့တဲ့ပတ်တုံးကလည်း Retrograde နဲ့ပတ်သက်ပြီးတော့မှလည်းပြောပြထားတာလေးရှိပါတယ်ဆိုတော့တော်တော်များများလည်း panic ဖြစ်ကြရပေါ့နော်ဆိုတော့အရင်ကြီးလည်း panic ဖြစ်ပါနေအဲ့တော့အခုကကြတော့ဒီ Retrograde ကာလအတွင်းမှာမိမိတို့ဘလို့ကြော်လွားမလဲမိပြီးတော့ခါကြ Retrograde ကာလအတွင်းလေးမှာပဲမိမိတို့စီကိုဘာလေးတွေရှိနေမလဲဘလို့အပြောင်းလဲတွေရှိနေမလဲဘလို့ အမ်ကိုဆောင်းရှောက်နေတော့ဆောင်းရှောက်တွေစီကနေဘာလေးတွေမြန်တီးရမလဲကြားရမလဲဆိုတော့နားထောင်ရအောင်အဲ့တော့ရွေးချယ်ပေးပါအာနံပါတ်1ဒုံမုံနံပါတ်2ပြောမိမိချိန်နေတဲ့ရာ group လေးကိုရွေးချယ်ပေးပါကြောရွေးချယ်ပေးပြီးဖြစ်တဲ့အတွက်နံပါတ် group သမားလေးတွေကြည့်အောင်နံပါတ် group သမားလေးအနေနဲ့ကတော့ဒီ retro grey color အတွင်းမှာမိမိတို့စီကို နော် gift ဒီ retrograde ကာလကဆိုရင်နဲ့ကိုယ့်စီကို gift တွေရောက်လာတယ်ဆိုဒီကာလအခြေအနေမှာကိုယ်အနေနဲ့ခံစားနေရတဲ့အရာတွေကဒါပိုကောင်းတဲ့အရာတွေလို့ပဲပြောပါမိမိတွေခုကြုံတွေ့နေရတဲ့အရာတွေရှိမယ်ဒါတွေကကောင်းမှုမှုအတွက်ကိုကိုယ့်အတွက်ကိုသင်ခန်းစာတွေယူဖို့အတွက်ကိုလာပြီးတော့မှ gift အနေနဲ့ပေးတာမျိုးလို့သတ်မှတ်ပေးပါတယ်နောက်တစ်ခုကတော့တချို့ တချို့သူတွေကကြတော့ပေါ့နော်ဒါကူအရင်တုန်းကကြုံခဲ့ရတဲ့အရာတွေအရင်တုန်းကကိုမလှုပ်ခဲ့ရှိခဲ့တဲ့အရာတွေပြန်ပြီးတော့မှလက်ခံရမယ့်အရာတစ်ခုဖြစ်တယ်နော်လက်ခံရမယ့်အရာတစ်ခုဖြစ်တယ်ဒီကာလမှာကြုံရရဆိုတာကဒါကအကြောင်းအကျိုးအကြောင်းတိုက်ဆိုင်စွာလို့ကြုံရတာမဟုတ်ပါဘူးနော်ကို့အနေနဲ့ပြန်ကိုကို့စီကိုရောက်ရှိလာမယ့်ကိုလွတ် ိုဒံပြန် တက်ရောက်မှုတွေပေါ့နော်ကိုပေးခဲ့တဲ့အရာတွေကကိုစီကိုပြန်လာတယ်လို့လည်းသဘောထားပါအဲ့တော့ချို့သူတွေအတွက်ကနမတွေ့သမားလေးတွေကအရင်ကြီးဒီ retrograde ကလာမှတော့အရင်ကြီးအဲကိုအနေနဲ့ခက်ခဲတွေမရှိဘူးဆိုရင်လည်းဒါကောင်းမွန်ပါတယ်တကယ်လို့ကိုအနေနဲ့ဒီ retrograde လေးမှာခက်ခဲလေးတွေကျုံနေရဆိုရင်လည်းဒါကကိုကိုကိုရဲ့ဆောက်ရှောက်နေတော့ဆောက်ရှောက်ပုံကိုယ်တွေဒါမှမဟုတ်ရင်ကိုကိုလောကကြီးကပေးတဲ့ gift ပါ lesson ပါတဲ့ အဲ့တော့ဒီ retrograde ကာလနော်ဒီ retrograde ကာလအခုတော့တွင်မှာမိမိတို့အနေနဲ့နံပါတ်1 group သမားလေးတွေကဘာလေးရှိနေလဲဆိုတဲ့အခါကျတော့အပြောင်းလဲလေးတွေဖြစ်ကျင်နေတဲ့စိတ်ဆန္ဒလေးတွေရှိတယ်။နောက်တစ်ခုကကျတော့ဒီ retrograde အလွန်ကာလမှာပဲကိုယ့်ရဲ့ဘဝရဲ့တခုခုအပြောင်းလဲကြီးကြီးမားမားနော်ကိုယ့်ရဲ့ဘဝမှာအပြောင်းလဲကြီးကြီးမားမားတခုရောက်လာဖို့ရှိသလိုကိုကိုယ်တိုင်ကလည်းပြောင်းလဲခြင်းနဲ့စိတ်ဆန္ဒရှိတယ်။ချို့သူတွေက ရှိနေတဲ့ situation တွေကိုပုံချပြီးတော့မှအတိတ်တစ်ခုတွေလှုပ်ချင်တာဘဝအတိတ်တစ်ခုအာစသဖြင့်အလုပ်ငန်းကံကံအတိတ်တစ်ခုအတိတ်အတော့အရာတွေကိုဖန်တီးခြင်းနေဆိုတဲ့စိတ်ဆန္ဒခွန်အားတွေကိုလည်းတွေ့နေရပါတယ်အဲ့တော့အတိတ်တွေဖန်တီးခြင်းနဲ့အတိတ်တွေဖန်တီးမယ်ကိုယ့်ရဲ့အတိတ်တွေကိုတော့ရောက်လာဖို့အရာတွေကိုလက်ခံဖို့ဆိုရင်နဲ့ကိုယ့်အနေနဲ့မင်္ဂန်နဲ့လမ်းကြောင်းတစ်ခုအနေနဲ့နေပါအာတည်ငြိမ်မှုကိုစရှာဖွေပါ ကိုတွေ့နောက်တစ်ခါကျောအမောင်ထဲကနေအလင်းကိုမြင်အောင်ကြည့်ပါ အမောင်ထဲကနေအလင်းကို ကြည့်မှဒါလျင် ကိုတွေ့ကောင်းမှုကိုတွေ့အဲဒီ ပျော်ရွှင်မှုမျိုးပေါ့နော်နောက်တစ်ခုကတော့ကိုယ့်ရဲ့စိတ်မှန်မှုကိုယ့်ရဲ့ထူးဆန်းဖို့ရှာဖို့လိုအပ်ပါတယ်အဲ့တော့ချို့သူတွေကဒီကာလလေးတဲ့မာလိုက်စိတ်ညစ်နေရတာမျိုးတွေကိုကိုကိုပျောက်ဆုံးနေရဲဆိုရင်ဒါကအဖြေကောင်းမဲ့ဒီကာလမှာကိုကိုကိုပြန်ပြီးတော့မှအဖြေရှာကြည့်ပါကိုကိုတိုင်ကိုယ့်ရဲ့စိတ်မှန်မှုနော်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုကို who you are နော်ကိုဘယ်သူလဲဆိုတာကိုတဲ့ဒီကာလမှာပြန်ကြည့်ပြန်ကြည့်ဖို့လိုအပ်နေတယ်လို့ လို့ကိုလိုအပ်နေတယ်အဲ့ဒီကနေတစင်လဲကိုအနေနဲ့နော်ကိုရဲ့ life အစ်တနော်တကူကကြတော့ကိုရဲ့အရေးကွန်အဟောင်းကြီးကိုခွာပြီးတော့မှအရေးကွန်တစ်နဲ့ပြန်လဲတောက်ပမဲ့သူတွေဖြစ်တယ်ဒါကြောင့်မို့ D retrograde ကလာဆိုမိမိတို့စီကိုရောက်လာတဲ့ဘာလဲလို့ပြောတဲ့အခါကျရင်ကံကောင်းခြင်းနေပါ D retrograde ကလာမှာကိုကြုံတွေ့နေရတဲ့အခြေအနေတွေဆိုတော့ကိုအတွက်ကံကောင်းမှုတစ်ခု ကိုယ့်ရဲ့ old self ကိုလွတ်ချပြီးတော့မှကိုယ့်ရဲ့ new self နဲ့အတူတူအတိတ်တော်အရာတွေကိုဖန်တီးဖို့ကိုယ့်ရဲ့စစ်မှန်မှုကိုရှာဖွေတွေ့ရှိဖို့အတွက်ကဒါကမိမိတို့အတွက် gift ပါเนาะလက်ဆောင်ပါပဲတကယ်ကိုတန်ဖိုးရှိတဲ့အရာပါပဲအခုကြုံတွေ့နေရတဲ့အခြေအနေတွေရှိတယ်ဆိုရင်ဒါကိုလောကကြီးကနေတစင်ဒါမှမဟုတ်မိမိရဲ့စောင့်ရှောက်နေတဲ့သူတွေကနေစင်ကိုယ့်စီကိုတန်ဖိုးထားတဲ့အရာတွေလက်ဆောင်တွေပေးတယ်လို့သဘောထားပြီးတော့မှဒါကိုလက်ခံယူပါအကောင်းဆုံးကြော်ဖြတ်ပါတဲ့โอเค အဲ့တော့နာမနစ်သမားတွေနာမနစ်သမားရဲ့အနေနဲ့ကတော့ဒီအချိန်တမှာတိုက်ခိုက်နေရလိမ့်မယ်ကြော်လွားနေရလိမ့်မယ်အာဘာဖြစ်လို့ငါမမဒီလိုကြီးဖြစ်နေရလဲဟာဒါပေမဲ့အရှုံးပေးတဲ့သူတွေတော့မဟုတ်ဘူးဖြစ်နေတဲ့ဒီရီထိုရိတ်ကာလမှာကျုံနေရတဲ့ပြဿနာရက်ကလေးတွေဖြစ်နေရတဲ့အခြေအနေလေးတွေကိုမိမိတို့ဒီအကောင်းဆုံးကြော်လွားရမယ့်သူတွေဖြစ်တယ်။အကောင်းဆုံးအဲဘယ်လိုပြောမလဲ ရင်ဆိုင်နေတဲ့သူတွေလည်းဖြစ်တယ်တကယ်ကိုတက်သိရှိတယ်တကယ်ကိုရင်ဆိုင်နိုင်တဲ့စိတ်ထဲမှာကြောတဲ့ဘလောက်ပဲရင်မက်ထဲမှာခံစားနေရတယ်အတွင်းထဲမှာခံစားနေရအပြင်မှာမမကြောမှုတမ်းမာမှုတွေကိုပြသနေတဲ့သူတွေဖြစ်တယ်လို့တဲ့သူတို့ဟာလည်းအဲဘယ်လိုပြောမလဲကြန့်ခိုင်မှုနော်နောက်တစ်ခုကကြတော့တကယ်ကို resilient ကောင်းကောင်းနဲ့အရှင်းတန်ကြော်ဖြတ်နေရတဲ့သူတွေဖြစ်တယ်တချို့သူတွေတက်ကနာကျင်နေပြီဒါပေမဲ့လည်းသူတို့တွေရှုံးမပေးဘူးဘာလို့နေလဲဆိုတော့ ဆက်ဖိုက်နေသေးတယ်။ဟောကိုယ့်ရဲ့ life မှာကျုံနေရတဲ့မိသားစုပဲဖြစ်စသဖြင့်ဘဝမှာကိုကျုံနေရတဲ့အရာတွေကတတော်ကိုကိုယ့်အတွက်ပင်ပန်းနေပြီလို့ပြောလို့ရတယ်။နာကျင်နေပြီလို့ပြောလို့ရတယ်။ဒါပေမဲ့ you are you are the honorable ပါလဲဆိုတော့တကယ်ကိုအဲ့ဒီကြုံတွေ့နေရတဲ့အရာတွေကြုံတွေ့နေရတဲ့အရာတွေကိုကောင်းကောင်းမွန်မွန်ရင်ဆိုင်နေရတာဖြစ်တဲ့အတွက်အကောင့်တွေရောက်လာခဲ့မှာ။ နော်အကောင့်တွေရောက်လာခဲ့မှာပါတဲ့မပူပါနဲ့တဲ့အဲ့တော့ဒီကလာလေးမှာမိမိတို့နဲ့နာကျင်နေရတယ်နော်ဘလို့ပဲကြုံတွေ့ကြုံတွေ့ကြုံတွေ့ရအဲ့ဒီနာကျင်မှုကနေတစင်ကိုအတွက်ကောင်းမွန်မှုတွေရောက်လာဖို့ရှိပါတယ်အဲ့တော့ဒီနမနစ်သမားလေးတွေမဟုတ်မခံသမားတွေဖြစ်လိမ့်မယ်အမှန်တရားကို like အမှန်ကိုချစ်မြတ်နိုးတဲ့သူတွေဖြစ်တယ်မမှန်ကန်ကန်လောက်ရတာကိုကြိုက်တယ်အဲ့တော့တစ်ခါတလေကျရင်ကိုယ့်ရဲ့မန်ကန်မှုက ကိုနာကျင်စေရယ်နော် ကိုယ့်ရဲ့မန်ကန်သောတစ္ဆာတရားကြောင့်ကိုယ်နာကျင်ရတာဖြစ်တယ်။ကိုယ့်ရဲ့မန်ကန်သောတိုက်ပွဲတွေတိုက်ပွဲဝင်မှုတွေကြောင့်မို့နော်ကိုယ့်အနေနဲ့နာကျင်ရတာရှိတယ်။ဆုံးရှုံးရတယ်ကိုယ့်ကိုယ်ကိုပြင်းထန်ရတာရှိတယ်။ဒါပေမဲ့လည်းထိုသူတွေကနော်အမ်လက်လျှော့ရှုံးပေးမဲ့သူတွေမဟုတ်ပါဘူးတဲ့။အဲ့တော့နောက်တစ်ခုကကြတော့အခက်ခဲတွေကိုကြော်လွားပြီးသွားပြီးဟဲ့ဆိုတော့မိမိတို့ဒီကောင်းမွန်တဲ့လမ်းကြောင်းမန်ကန်နဲ့လမ်းကြောင်းပေါ်ကိုတေချာပေါက်ရောက်မှဖြစ်တဲ့အတွက်အာတင်းထားပါအောင် အာတင်ထားပါမိမိတို့ရှောက်လန်းနေကြုံတွေ့နေရတဲ့အရာတွေကမအောင်မြင်မှာမဟုတ်ပါဘူးအောင်မြင်မှာပါပြီးမြောက်မှာပါပြီးဆုံးမှာပါမိမိတို့စီကိုကောင်းတဲ့အရာတွေရောက်လာမှာဖြစ်ပါတယ်။အဲ့ဒီမတိုင်ခင်မှာတော့ကိုယ်အနေနဲ့ဗာလေးရှိမလဲဆိုတော့ခက်ခဲလေးတွေရှိမယ်၊ကြော်လွားတာရှိမယ်၊ရင်ဆိုင်ရတာလေးတွေရှိလိမ့်မယ်။တပြိုင်တည်းထဲမှာလည်းမိမိတို့အနေနဲ့ဗာလေးလုပ်ဖို့လိုအပ်လဲဆိုတဲ့အခါကျတော့ လျှောက်လန်းနေတဲ့အနေအရာမှာပြင်စင်မှာတည်တည်ကြာကြာစစ်စစ်ပါအဲ့တော့ကိုကကိုလျှောက်လန်းနေတဲ့အရာမှာချွတ်ချော်မှုလေးတွေမရှိပါစေနဲ့လွဲချော်မှုလေးတွေမရှိပါစေနဲ့တည်တည်ကြာကြာလေးပြင်စင်မှာတဲ့နောက်တစ်ခုကကြတော့အားလဲလို့ပြောရကကြိုက်ကိုချိန်မှာဒီအချိန်မှာကြော်လွမ်းနေကြုံတွေ့နေရတဲ့အရာတွေဒီအချိန်မှာကိုဘလောက်ထိ resilient ကောင်းကောင်းနေကြုံတွေ့နေရတဲ့အရာတွေကိုဘလောက်ထိရင်ဆိုင်နေလဲဒါကြောင့်မို့လဲသူကဘာပြောလဲဆိုအရှုံးမပေးပါနဲ့ give them love နဲ့ ဲ့ဒီအရာတွေကိုကြော်လွားနိုင်အောင်ကြိုးစားပါအရှုံးမပေးလိုက်နဲ့ဘာဖြစ်လို့လဲဆိုတော့ in the future မှာမိမိတို့စီကိုရောက်လာမဲ့ကံကြမ္မာအလဲပြောင်းအကြီးအကြီးရှိနေတယ်တချို့သူတွေတည်းကဒီနှစ်မကုန်ခင်မှာပဲအဲ့ဒီကံကြမ္မာအလဲပြောင်းကြီးကိုမြင်တွေ့ရလိမ့်မယ်ကြုံဆုံရလိမ့်မယ်တချို့သူတွေကြလည်းအချိန်တိုင်းတားလေးတစ်ခုထိတော့ဆောင်ရမယ်အဲ့တော့အများစုသောလူတွေအတွက်အများစုသောလူတွေကခုရင်ဆိုင်နေရတယ်ကြုံတွေ့နေရတယ်ဆိုရင်အဲ့အခက်ခဲတွေအပေါ်မှာဘာမလုပ်မိပါစေနဲ့လဲဆိုတော့ လက်လွတ်မချလိုက်ပါနဲ့ give up မလုပ်လိုက်ပါနဲ့ in the future မှာကိုစီကိုကံကြမ္မာချားရဟက်ကတပည့်ပြန်လဲလာပြီးတော့မှကံကောင်းခြင်းတွေကိုပြန်ယူဆောင်လာမယ်ကိုအခုရင်ဆိုင်နေရတဲ့ကြုံတွေ့နေရတဲ့အရာတွေက in the future မှာကိုအတွက်ကောင်းတဲ့အရာတွေကိုဖြစ်လာဖို့ရောက်လာဖို့တေချာပေါက်ကိုရှိနေပါတယ်အဲ့တော့နိုင်ငံရဲ့ချားမှာရှိနေတဲ့သူတွေအတွက်ကံကောင်းလိမ့်မယ်ရေမြေချားမှာရှိနေတဲ့သူတွေအတွက်ကံကောင်းလိမ့်မယ် ဒါမှမဟုတ်ဆိုနိုင်ငံရေးချတော့ဖို့စီစဉ်နေတဲ့သူတွေဒီကာလလေးမှာအဆင်ပြေဘူးဆိုရင် in the future မှာအဆင်အဆင်ပြေလိမ့်မယ်အဆင်အဆင်ပြေလိမ့်မယ်ရှော့မပေးနဲ့အရှုံးမပေးနဲ့နောက်တစ်ခုကတော့ပညာရဲ့ပိုင်းဆိုင်ရာရင်းနဲ့ပတ်သက်ပြီးတော့မှလေ့လာသင်ယူခြင်းနာ higher learning နေနဲ့ပတ်သက်ပြီးလေ့လာသင်ယူခြင်းနဲ့ကိစ္စရပ်တွေမှာဆိုလေအောင်မြင်လိမ့်မယ်တဲ့ဆိုတဲ့အခါကျတော့ဒါကြောင့်မို့ဒီ retrograde ကာလမှာမိမိတို့ကြုံတွေ့နေရတဲ့အခြေအနေလေးတွေမှာဆိုရင်အဲ့တော့နံပါတ် ဂရုဝန္ဒမာလေးရေနေရဲကတော့ဒီဟာဒီလောကကြီးနဲ့မိမိရဲ့အဆောင်လျှောက်တွေကပေးတဲ့မိမိစီကိုရောက်လာတဲ့ကံကောင်းခြင်းလက်ဆောင်တစ်မျိုးဖြစ်တဲ့အတွက်ဒါကိုရရရင်ဆိုင်မှာလက်ခံယူပါကြုံတွေ့နေရတဲ့အရာတွေကိုနောက်တစ်ခါကျတော့ကိုယ့်ရဲ့အိုးဆက်ကြီးကိုလွတ်ချပြီးတော့မှ new self new light အတွက်ကိုပြန်ပြီးတော့မှအစပြုနေခြင်းဖြစ်တယ်အဲ့တော့ကိုကိုကိုမြင်အောင်ကြည့်ပြီးတော့မှကိုရဲ့ထူးဆက်ကိုမြင်အောင်ကြည့်ကိုကိုကိုစစ်မှန်မှုကိုရဲ့စစ်မှန်မှုကိုမြင်အောင်ကြည့်ပြီးတော့မှ ကိုယ့်ရဲ့ new self เนาะကိုယ့်ရဲ့ like အစ်စ်ဘဝအစ်စ်လူအစ်စ်စိတ်အစ်စ်နဲ့ရှောင်လန်းရတော့မယ်တဲ့အဲ့တော့နမနစ်သမားတွေကခုရင်ဆိုင်ကြုံတွေ့နေရတဲ့အရာတွေမှာဆိုရင်ရှုံးမပေးပါနဲ့လက်လွတ်မချပါနဲ့အခက်ခဲတွေကြော်လွားပြီးတော့မှအောင်မြင်မှုတွေစီရောက်မှာပါနောက်တစ်ခုကကြတော့မိမိစီကိုကံကြမ္မာချဟဲ့ကံကောင်းမှုတွေက